မြန်မာငွေသိန်းပေါင်းတသိန်းလောက်တန်ကြီးရှိတဲ့ငါးကြီးကိုရောင်းရကောင်းမှမသိပဲချက်စားပစ်လိုက်တဲ့လူအဲ့ဒါတွေကြောင့်ဖပမှတ်ပါလိလာပါဆိုပြီးတဖက်ဖက်နဲ့ပြောနေရတာပါဒါကိုပြောင်းနေတယ်ဆိုပြီးထင်တဲ့လူတွေကရှိနေသေးပါပဲအခုဒီလူဆိုရင်ဒေါ်လာတန်းနဲ့ချီပြီးတော့တန်ကြီးရှိတဲ့ငါးမျိုးစိတ်တကောင်ကိုဖမ်းဆီးရမိခဲ့ပါတယ်ဒါပေမဲ့ဒီငါးကဒီလိုဈေးကြီးတဲ့ငါးမျိုးမှန်ဒီလူကလုံးဝမသိခဲ့ပါဘူးဒါကြောင့်သူကငါးကိုပိုင်းပြီးတော့ရောင်းတင်တာရောင်းစားတင်တာစားလုပ်ခဲ့ပါတယ်ရောင်းနေဆိုရမှာလဲအသေးဆုံး၅တုံးတုံးကိုတောင်မှ၅ဒေါ်လာကျော်လောက်ပဲရတာပါ ီငါးကိုတဲဖို့အတွက်လူရှိရောက်လောက်ထိသွားကူပေးခဲ့ရပါတယ်။ငါရဲ့အရှိကခုနှစ်ပေလောက်တိရှိပြီးလေးကျင်ကတော့ချိန်စီရလည်းမရှိတာကြောင့်ဘလောက်ရှိမယ်မှအတိအကျမသိခဲ့ရပါဘူး။သူကဒီငါးအကောင်လိုက်တိုင်းရွာထဲမှာပဲလှည့်ပြီးရောင်းချခဲ့ပေမယ့်ဘသူကမှဝဲတဲ့သူမရှိလို့နောက်ဆုံးမှတော့၆လမအရွယ်အတုံးလေးတွေကိုပိုင်းဖြတ်ပြီးတော့ရောင်းချခဲ့ပါတယ်။ဒီငါရဲ့ဓာတ်ပုံကို online ပေါ်ကနေတစင်တင်ပြီးခဲ့တဲ့နောက်မှာတော့ဒီအကြောင်းကအတော်လေးကိုဟိုးလေးတကြောကြောဖြစ်သွားခဲ့ပြီးဒါဟာအပြရောက်မာလင်က blue marlin ဖြစ်တယ်လို့သိလိုက်ကြရပါတယ် လူမာလီငါးကတန်ကျင်းမြင့်၅မျိုးစားထဲမှာပါဝင်ပြီးဒေါ်လာတန်းနဲ့ချီပြီးတော့ဈေးရှိပါတယ်။အမေရိကန်နိုင်ငံမေရီလန်းပြည်နယ်မှာတော့မာလီငါးဖမ်းပြိုင်ပွဲတစ်ခုရှိပြီးနေ့စဉ်ဩဂုတ်လရောက်တိုင်းမှာကျင်းပပါတယ်။မာလီငါးမိတဲ့သူကသူချင်းငွေဒေါ်လာတသန်းရရှိမှာပါ။နောက်ပြီးဘလူးမာလီငါးဆိုတာဂျပန်ဆူရှိတွေထဲမှာထည့်သွင်းအသုံးပြုကြတာဖြစ်ပြီးမောင်ကိုဈေးကွက်နဲ့ဂျပန်လုပ်ငန်းရှင်တွေကဝယ်ယူကြပါတယ်။အဲ့ဒီဘက်နဲ့ချိန်မိလိုက်ရင်တော့ဒီငါးတကောင်အတွက်ဒေါ်လာ1.6တန်းလောက်အထိရရှိနိုင်မှာပါ။ ဒီလိုအကြောင်းစုံကိုတိလိုက်ပြီးတဲ့နောက်မှာတော့ဒီလူကငိုတော့မလို့ရီတော့မလို့နဲ့ယူကျင်ကြောင်ဖြစ်နေခဲ့ပါပြီ။ဒါကနိုင်ဂျီးရီးယားကတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုဖြစ်ပါတယ်။မြန်မာတန်ခါတဲ့တွေဘဝတုဒ္ဒယူနိုက်တက်ရဲ့အလုံကတင်ဆက်ပေးလိုက်ရပါတယ်။